အားလုံးပဲမင်္ဂလာပါဒီနေ့ကသုဒ္ဓဆာဝကျူးရဲ့စာလေးကိုဖတ်ပြချင်ပါတယ်နေ့တော့ကသုဒ္ဓကဒီစာဖတ်မယ်ပေါ့နော်စာဖတ်မယ်ဆိုပြီးတော့ပြင်ဆင်နေတော့မှပဲအေးကြီးရဲ့ကိစ္စတစ်စုံတရားပေါ့နော်ဒေါ်လာရင်းနဲ့ဆိုင်တဲ့ကိစ္စပါပဲကိုသိပူစရာတရင်မျိုးမဟုတ်ဘူးဝိတာစရာတရင်တစ်ခုပေါ့နော်အဲ့ဒီဟာတကူ ငါပြောဖို့ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်ဟိုလာပြီးပြောတဲ့သူတွေကလည်းသူတို့ကတော့ US မှာနေတဲ့သူတွေဆိုတော့အထင်ရကွာနေတော့လေဒီစိန်မလာပြောလိုက်တာ၄နာရီလောက်ခဏရတိုင်းပြောလိုက်ကြတာပေါ့နော်အဲ့မှာသူကဘလုံးမစာဖတ်ဖို့ပြင်တော့ပြင်ထားပြီးသားတကယ်ငါးနာရီမှစာဖတ်မယ်ဖတ်ဖန်လာလိုက်ဘူးပေါ့နော်ပြီးရင်ဖတ်မယ်ဆိုမှဘီးလိုက်တော့မဖတ်လိုက်ရပါဘူး အဲ့တွက်လည်းတောင်းပန်ပါတယ်ပဏိညာကတော့သူတကအာတင်ထားတယ်လို့တင်တာမတင်ဆောင်မှာတော့ပြောချပါတယ်သူတကူကူဆိုလာပြောမယ်တော့လို့ပြောရမယ်သူကမနေ့ကတင်ထားတယ်လို့ထင်ပြီးတော့ခဏလေးဆိုပြီးတော့အိတ်ပြောသွားတာပဲအဲ့ဒီတဲ့ဆောင်လည်းတောင်းပန်ပါတယ်ပေါ့နော်အားကြောင့်ဒီနေ့မနေ့တော့နှစ်နာရီတနည်းအထားပြီးလှုပ်လှုပ်နေရပါလို့ ဒီနေ့ဖက်မှာဆက်ပြီးဖက်ပြကျင်တာကဆမ်မကျူးရဲ့ကျမချစ်တော်နိုင်ငံဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆမ်မအားလေးစားစွာခွင့်တောင်းပါလို့ရှင်ဒီပိုင်းမှာတော့ရေဒီယိုတတိကြွခြင်းဆိုတာကိုဆက်ဖတ်ပါမယ်ရေဒီယိုတတိကြွခြင်းအနှမြူပုံပိုင်ခြင်းလိုက်တာလို့ကိုစင်ကတကယ်စေရင်တိုင်းတော့ခနဲ့ပြောလိုက်မိပေမဲ့တကယ်မြန်မာနိုင်ငံမှာအမျိုးမျိုးတက်ပေါင်းဖို့တိစောက်ပြီးဆိုရင် မျက်မြင်ဝင်တာကြိုးစွနိုင်မှမလားလို့ကိုယ့်ကိုယ်ကိုမေးကြည့်နေတယ်။ဒီနေ့မှာစန့်ကျင်တဲ့အဖေမကူတပိုင်းနဲ့ပေါ်လာတာကြီးပဲ။သူများနိုင်ငံမှာနျူကလ িয়ার လက်နက်ရှိပြီးတော့ကိုယ့်နိုင်ငံမှာမရှိတော့ထိတ်လန့်အားငယ်စရာပေါ့။ကိုကတပန်းရှုံးနေတာကိုလက်နက်ကလေးရှိလာပြီဆိုရင်တော့ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိလာမှာပေါ့နောက်ပြီးဒုနိုင်ငံမှာမိရေခဏခဏပြက်နေတာကဲစစ်တဲ့အာမလုံလောက်လို့မဟုတ်လားရေအားလျက်စက်ရေအားလျက်စက်တိတ်မလုံလောက်ရင်နျူကလ িয়ার ဆွဲရင်တော့လျက်စက်နဲ့ဖြစ်နိုင်တာပေါ့ဒါမဲ့တစ်ချိန်တည်းမှာပဲရေဒီယိုတက်တိကြွခြင်းဆိုတဲ့ဆိုင်လုံးကခေါင်းထဲမှာဝင်လာပြီးဆွင့်ညက်ထိတ်လန့်သွားခဲ့ရလဲအမှန်ပါပဲဆက်ယုံဆောက်ပြီး နံပါတ်ဘီဆိုတာ ਨੇ နျူကလီယာမိုက်တွေရလာတော့မယ်အဲ့ဒီနျူကလီယာမိုက်တွေကိုဘယ်မှာစွန့်ပစ်ကြမလဲအဲ့ဒါပြဿနာရန်ကုန်နားပတ်ဝန်းကျင်မှာဆက်ယုံကဲမလားရန်ကုန်ပတ်ဝန်းကျင်မှာမြေကြီးနဲ့နဲ့တူပြီးစွန့်မလားဒါမှမဟုတ်ရန်ကုန်နားကပင်လယ်အောက်ကျင်းမှာအပိုက်ကျင်းတူပြီးစွန့်မလားဒါတော့ဖြစ်မှုဆရာကြီးကန့်ကွက်ရလိမ့်မယ်ဘာကြောင့်လဲဆိုတော့ကိုနေတဲ့ပတ်ဝန်းကျင်မလို့ပေါ့ခုပတ်ဝန်းကျင်မှာရေဒီယိုတက်တီတွေပြန့်ကုန်မဲ့ဖြစ်ကိုဘယ်သူလိုလာမှာလဲမန္တလေးနားတဝိုက်လည်းမဖြစ်ချင်ဘူး ဲ့ဒီမှာသမီး anti-u တို့မိသားစုရှိတယ်လေကိုမျိုးကိုချင်းနေတဲ့မျိုးချင်းပုံကိုလေမိနာเจ้าနာလည်းမဖြစ်တင်ဘူးပေါ့အဲ့မှာသမီးတို့ရှိနေတာကိုတဲ့နဲ့လေဘလောက်တရားမျှတာလိုက်တဲ့စင်ချင်းသုံးသပ်မှုလဲနော် ကို့လိုပဲတခြားသူတွေရောဘလို့တုံ့ပြန်မလဲသိချင်းလာတယ်နျူကလ িয়ার ဆွမ်းအင်ကပေးမယ်လျှက်စစ်တာအားကိုတော့လိုချင်တယ်ဆွန့်ပြစ်ပစ္စည်းကြတော့ဒီမခံနိုင်ဘူးဒါတဘာဝတော့မကြဘူးတခုကိုလိုချင်တခုတော့ပေးဆက်ရလိမ့်မယ် ဒါကလောကရဲ့နိယာမတရားတဲ့ဒါမဲ့သိမ့်စိတ်မပူပါနဲ့သမီးရဲ့သိမ့်ပံပညာဟာကိုကထိုင်းနေပေမဲ့အရှိန်ဟုံနဲ့တိုးတက်နေတာပါနည်းနည်းလေးပဲပြည့်စက်ပြီးအများကြီးရနိုင်တဲ့နှီးတွေကိုသူတို့ရှာဖွေနေကြပါပြီအရင်ကတည်းကလုံခြုံစိတ်ချရတဲ့နျူကလ িয়ার အမိုက်ဆော့နှီးတွေကိုမြို့မြို့ကြံစီကောင်းထဲပေါ်နေကြပြီအန်ဒီတို့စီမှာဆက်ယုံဆောက်ပြီးလို့လဲပတ်ပြီးဆိုတဲ့အချိန်ဟာအကောင်းဆုံးဆွမ်းပြင်းနှီးတွေသူတို့ရသွားတဲ့အချိန်ဖြစ်ပါလိမ့်မယ်အခုကိုပဲအမေရိကန်နယူးမက္ကဆီကိုမှာ ေကြီးအောင်ပေနှထောင်မှာစောက်ခဲ့ပြီလို့စတင်အသုံးပြုနေရောမယ်။နောက်ပြီးသမုတ်တရားအောက်ကရွှွန်စင်းမြေတူထဲမှာဆွံ့ပြထားတာနဲ့အန်ရကင်းနဲ့လို့သိပ္ပံပညာရှင်တွေစမ်းသပ်တွေ့ရှိနေပြီ။လောလောဆယ်မှာတော့နျူကလီယံပိုက်ကိုဆွံ့ပြရမှာအန်ရကင်းဆုံးဒီနှစ်နီးပဲသူတို့ကလက်ခံသေးတယ်။တခုကမြေကြီးအောက်နဲ့ဆိုင်လာတဲ့နေရာမှာအမိုက်ချင်းကြီးတူအခုအမေရိကန်နေနယူးမက္ကဆီကိုမှာလောက်နေတယ်လို့ဆွံ့ပြနေတယ်။ နောက်တစ်ခုကသမုတ်တရားချမ်းပြင်းအောက်ကရွှွန်စည်းမြေကျော်ထဲမှာစွန့်ပစ်နေရဲ့အဲ့ဒီနှစ်ခုစလုံးကကုန်ကျစရိတ်ဒေါ်လာတန်တစ်ထောင်လောက်ရှိမယ်။တို့မြန်မာနိုင်ငံအတွက်ဒေါ်လာတန်တစ်ထောင်ဆိုတာအများကြီးမှအများကြီးပဲ။ဘယ်လိုနည်းနဲ့မှဒီငွေကိုတောင်းလိုက်မှမဟုတ်ဘူးတခုတော့မျှော်လင့်မိတယ်။စက်ရုံဆောက်ပေးတဲ့ဖက်ဆက်ကုမ္ပဏီကအမိုက်စွန့်ဖို့အတွက်ပါအဲ့ဒီလောက်ငွေကြီးကုန်ကျခံပေးမယ်ဆိုဘယ်လောက်ကောင်းလဲ။မြန်မာပြည်ကိုစင်ထားနဲ့လာလုပေးတာဆိုရင်တော့နှစ်မျိုးစလုံးအတွက်တို့ငွေကုန်ကျခံမှာပါ။အဲ့ဒါလိုမဟုတ်ဖ ೇನೆ တို့နိုင်ငံမှာ စိတ်ယုံစားခွင့်တွေကိုပိတ်ပစ်လိုက်တာမို့သူတို့ငွေကုန်ခံထားပြီးသားပစ္စည်းတွေအတွက်ဈေးကွက်တင်ရှာတာဆိုရင်တော့အမိုက်ဆုံးကိုကိစ္စကိုသူတို့စဉ်းစားမှတောင်းဖို့ဒီတိုင်းနဲ့ဒီငယ်မယ်လို့မျက်နှာလွှဲခဲပြေလောက်တော့မှာပဲဒါဆိုရင်တော့တို့ဟာအကြီးအကျယ်ကန့်ကွက်ရလိမ့်မယ်မုန်းစီကျော်ကဘယ်မှနေမှမသိသေးဘူးနှက်ခမ်းတာနဲ့မတည့်တာတော့ညင်းရညင်းရတော့မှာပဲတရားစစ်မလုံလောက်တော့ဘာဖြစ်သေးလဲတို့စီမှာကော်ဖီဖြော်လဲလက်နက်ဖြော် ောင်မမီးခင်လည်းမီးသွေးမီးနဲ့ကင်းအဝိချတော်လည်းလက်နဲ့ချောကြတာများတယ်အဝိချတော်လည်းနေနဲ့ချောက်တာသူတို့စီမှာလျက်စစ်တာပေါ့သူတို့စီမှာလည်းနေအောင်စီပေါ့တယ်နေအောင်စီကလက်ကားတော့မရသေးလေညမီးမလာရင်တော့တဲ့အေးလေဒါလည်းဖျောင်းနိုင်တဲ့စာကြည့်လို့ရတာပဲမီးမလာအောင်တော့လူကြီးတွေကယူဆိုင်ပေါ့မီးလောင်မီးဆိုစလောင်နဲ့အိမ်ကိုထပ်တက်တန်းတန်းရင်းယူတာဟုတ်ကလေးကပဲမီးလောင်နဲ့အင်ဂျင်ကကိုယ်ရင်းလည်းမီးကျွန်းခံရလူလဲထောင်ကြရနှာခါနာတယ်လीမှတ်ကြရတရားဥပဒေအရ မိလောင်ရင်အင်ရှင်ချုပ်ကြစီလို့ဆိုတာကိုအင်ရှင်ကအင်ကားထတာဆိုရင်တော့အင်ကားရပေါ်စားမှုကြောင့်ကိုယ်ရင်လည်းမိလောင်ခံရကိုယ်လည်းဘာမှဆိုင်ညာမဆိုင်ချုပ်ထက်ရရဆိုမချဘူးပေါ့ငားမိတာကိုခံပေါ့လို့ပြောမလားဒီလိုသာဆိုရင်အင်ကားတွေကကိုယ်အိမ်မို့လို့အလင်းထားပဲနေကြတော့မယ်တဘောမျိုးဖြစ်မလားဖြစ်လားမလားညချပါတော့လေအခုအန်ဒီကရေဒီယိုတက်တီကြွချင်းရေဒီယိုအက်တီဗီတီအကြောင်းတမိကိုနည်းနည်းပြောမလို့ရေဒီယိုတက်တီကြွအရောင်ကြီးတွေကဘယ်လိုနည်းနဲ့ဖြစ်လာသလဲ တဝင်းရှင်ကိုလူကိုသူတို့ကဘယ်လိုထိခိုက်ကြောင်းလဲစီလဲလဲဆိုတာကိုပြောပြခြင်းလို့ကိုတောင်ရှိရာ1986ခုနှစ်ဧပြီ26ရက်နေ့စနေနေ့နဲ့အစောပိုင်းချိန်တွေမှာယူကရိန်းပြည်နယ်မှာရှိတဲ့ချာနိုဘိုင်းနျူကလ িয়ার စွမ်းအင်စက်ရုံမှာနျူကလ িয়ার ရီက်တာ၄ခုအနက်တစ်ခုပောက်ကွဲသွားတယ်။ကမ္ဘာအကြီးဆုံးမတော်တဆနျူကလ িয়ার ပောက်ကွဲမှုလို့ပြောလို့ရတယ်။အခုချိန်တွေအလုံးလုံးမြင်ပါတဲ့ရေဒီယိုတက်တီချအဖြတ်စည်းတွေရဲ့ ပောက်ကမ်းမှုရှိနေလေတူမြင့်လေတူတဲ့ကိုလွင့်တွက်သွားပြီးတော့လွင့်စင်ဖြာကျသွားတာဥရောပတိုင်ရဲ့နေရာတော်တော်များများကိုရောက်ကုန်ရောទីနံတွင်ဝင်းမြူရဲ့တရိတ်ဆန်နေမြေကြီးထဲမှာလေရေဒီယိုတက်တိကျရောင်ကြီးလိုင်းတွေစိတ်ဝင်ပြန့်နှံ့ကုန်တာပေါ့ရေဒီယိုတက်တိကျရတယ်ဆိုတာကပုံတော်မီရဲ့မတည်ငြိမ်တဲ့အဲနျူကလ িয়ার တွေကိုပြန်ပြီးပုံစံကျအောင်လုပ်တဲ့ဖြစ်ရအဲ့ဒီဖြစ်ရတဲ့အတူအတမ်ထဲမှာရှိတဲ့အပေါင်းတွေထွက်ဆွဲနေထွက်လာတယ် အဲ့ဒီဖြစ်ရဲ့ကိုရေဒီယိုတက်တိကြတယ်လို့ခေါ်တာပဲအက်တမ်မှာနျူကလ িয়ার ဆိုတဲ့အတွင်းအနှစ်တစ်ခုပါတယ်အဲ့ဒီအတွင်းအနှစ်နျူကလ িয়ার တမ်မှာပရိုတွန်နဲ့နျူထရွန်အမှုန်တွေပါတယ်နျူကလ িয়ার ရဲ့ဘေးမှာတော့အီလက်ထရွန်လေးတွေရှိတာပေါ့ဒီရေဒီယိုတက်တိကြတဲ့ဖြစ်ရဲ့ကလေးလံတဲ့အက်တမ်အမှုန်တွေ heavy matter အက်တမ်တွေမှာတော့အလိုလျောက်ဖြစ်တတ်တဲ့သဘောပါပဲမတည်ငြိမ်တဲ့အခြေအနေတစ်ခုကနေတည်ငြိမ်တဲ့အခြေအနေတစ်ခုကိုရောက်အောင် ပြုမြင့်တောင်းလိုက်တဲ့အခါမှာ အဲမတည်ငြိမ်တဲ့နျူကလီယာတွေကစွန့်ရင်ထုတ်ပေးလိုက်တယ်။အဲ့ဒီစွန့်ရင်တွေကပုံစံသုံးမျိုးနဲ့ထွက်လာတယ်။အယ်ဖာအမုံ၊ဘီတာအမုံ။အဲဒါမှမဟုတ်ခံမရောင်ကြီးတဲ့။တဘာဝလျောက်ဖြစ်နေတဲ့ရေဒီယိုတက်တိကျဓာတ်တွေကဘာတွေလဲဆိုတော့ကမ္ဘာမြေကြီးထဲမှာရေဒီယိုတက်တိကျစီတဲ့ပစ္စည်းတွေတက်ထုဓာတ်တွေပါနေတယ်။အကျိုးစားရတော့တော်တော်နေတာပေါ့။မြေကြီးရဲ့လေးချိန်အပုံတန်းပုံမှယူရေနီယံတက်ထုကသုံးပုံပဲပါတာတဲ့။သူတို့ရဲ့မတည်ငြိမ်တဲ့နျူကလီယပ်စ်တွေပြည့်စည်ပြိုကွဲတဲ့အခါမှာ low level background radiation ဆိုတော့ radio တက်တိကြွမှုနည်းတဲ့တက်ရောင်ကြီးတွေထွက်တယ်။အဲဒီရောင်ကြီးတွေက အပင်နေတက်တဘာတွေရဲ့ DNA ကိုဖျက်ဆီးနိုင်တယ်။အဲဒီကမှ gene mutation လို့ခေါ်တဲ့ဖြစ်ရပ်တွေပေါ်တယ်။ mutation ဆိုတာကအထိပ်ပဲကလေ။မူလပုံစံကမူလနေရာကနေထွက်ခွာသွားတာပြောင်းလဲသွားတာကိုပြောတာ။အဲတမိနေနဲ့ gene ဆိုတာဘာရဲ့လို့တိတိကျကျမသိပေမဲ့မျိုးရိုးပီစာနဲ့ပတ်သက်တယ်ဆိုတာတော့သိပါပေါ့နော်။ဥပမာမျက်လုံးပြစီရဲ့ gene နဲ့ မျက်လုံးပြက်နက်စေတဲ့ဂျင်းပေါ့အဲ့ဒီမျိုးရိုးဗီဇာတွေတောင်းလိုက်ကုန်တဲ့အဖြစ်ကိုဂျင်းမြူတေးရှင်းလို့ခေါ်တယ်ရော့ဘာဖြစ်လာမလဲရော့မျိုးစုအသစ်တွေကောင်းအောင်မပေါ်လာမှာပေါ့အပင်ထဲမှာလည်းထူးခြားတဲ့မျိုးသစ်တွေပေါ်လာမယ်တက်တဘာထဲမှာလည်းထူးခြားတဲ့မျိုးသစ်တွေပေါ်လာမယ်ဒါကရေဒီယိုသတ္တိကြောင့်အနိုင်စားပြန့်လွယ်မှုကြောင့်ရလာမယ်အကျိုးဆက်ပေါ့ရေဒီယိုသတ္တိအပြည့်အစုံတွေကိုဘယ်လိုရမလဲဒါတွေကတော့သတ္တုမိုင်းတူးတဲ့နေရာရတယ်ဥမာယူရေနီယံသတ္တုကိုခြောက်တုံးကြောင်ဆောင်ပြီးကနေတူးပြီးတော့မှ ထုတ်ယူတဲ့အခါမှာထွက်လာတဲ့ဘေးဘက်ပစ္စည်းတွေပေါ့အဲ့ဒီပစ္စည်းတွေကိုဒီတိုင်းပဲစုပုံပြီးအပိုက်ပုံလိုမြင့်မြင့်လာအဲ့ဒီကလေးနဲ့အတူပါတော့လူဒီရဲ့အသက်ရှူလမ်းကြောင်းနဲ့ဝင်အဆုတ်ကံစားတွေဖြစ်ကုန်တယ်။အရှိဂျာမနီမှာရှိတဲ့ယူရေနီယံတပ်ထုမိုင်းတစ်ခုမှာလောက်လုံနေတဲ့လူတသားကိုစစ်ကြည့်လိုက်တော့900ရာခိုင်နှုန်းမှာအဆုတ်ကံစားဖြစ်နေတယ်တဲ့လူတရာမှာ900ရောက်ဆိုတော့မနှဲလာဘူးပေါ့။အဲ့ဒါကတဘာဝရေဒီယိုတက်တီချရန်ကုန်တွေ နောက်လူလုံးလို့ဖြစ်လာတဲ့ရေဒီယိုတက်ပြီးကြာဒါတော့သတိတည်ပါနျူကလ িয়ার ဆွဲရင်နဲ့လျှက်စစ်ထုတ်တဲ့ဆက်ယုံနေနျူကလ িয়ার လက်နဲ့ထုတ်တဲ့ဆက်ယုံတွေကထွက်တဲ့ပစ္စည်းတွေပေါ့နျူကလ িয়ার ဆွဲရင်အတွက်သုံးတဲ့လောင်စာကယူရေနီယံနဲ့မျိုးပါတယ်ယူရေနီယံ235ယူရေနီယံ238တဲ့ဒီနှစ်ခုပေါင်းလိုက်တော့ဆွဲရင်ထွက်လာတယ်ဆိုတော့သတိရအဲ့မှာပလူတိုနီယံ239ဆိုတဲ့ပစ္စည်းတစ်ခုထွက်လာတယ်အဲ့ဒါလဲရေဒီယိုတက်တီကြာမြင့်တဲ့ heavy metal တစ်မျိုးပဲပေါ့တဘာဝလေးကမဖြစ်ဘူးတဘာဝမှာမရှိခဲ့ဘူး UNIAN 235နဲ့ UNIAN 238WB မှာရလာတဲ့လူလုံလို့ရလာတဲ့တတ်ထုအဲ့ဒီ plutonium က atom bomb လို့ခေါ်တဲ့ nuclear bomb တွေလုံးပြနေရမှာတုံးတယ်။ဒါ radio တတ်တိကြွထက်ချာဘာတွေဖြစ်လာနိုင်တယ်လဲ။ radio တတ်တိကြွ nuclear radio nuclide တွေကအဝင်းကျင်ရအမုံလေးတွေလေတို့မြေတို့အမုံလေးနဲ့ရောမိသွားရောလူတွေတိရစ္ဆာန်တွေကိုခံလာတဲ့ဒဲကိုလမ်းကြောင်းနှစ်ခုနဲ့ဝင်နေအစာလမ်းကြောင်းနဲ့ အသက်ရှူတန်းတန်းကြောင်းကိုခန္ဓာရဲကိုရောက်သွားတဲ့အခါမှာရေဒီယိုတက်တိကျနျူကလီယာတွေကကံမာယောင်ကြီးတွေကိုတစ်ပေါင်းများစွာဆက်ထုတ်နေတယ်။အဲ့ဒီကံမာယောင်ကြီးတွေကမြင်းဖြောင်တိုင်းသွားတယ်။ခန္ဓာကိုယ်တ िश्यू တွေကိုအလွယ်တကူထွင်းဖောက်ဝင်တယ်။ DNA ရဲ့အမြင်တစ်ခုတည်းကနေပြီးတော့မှတစ်ခုကိုသာလည်းကောင်းနှစ်ခုစလုံးကိုသာလည်းကောင်းဆွဲဖြတ်ဆွဲပြတ်နိုင်စေတယ်။ပြတ်သွားတဲ့ DNA ကိုပြန်ပြန်ဆက်ရရရှိပါတယ်။ဒါမဲ့အမသားတွေတော့ဖြစ်ကုန်နိုင်တာပေါ့။အမြင်မတူတဲ့ ဟာတွေပန်းကုန်တာမျိုးပေါ့နော်မျိုးရုပ်ပီစာတွေပြားကုန်တာမျိုးတွေဖြစ်တတ်တယ်ဖြစ်နိုင်တယ်အဲ့ဒီနည်းအားဖြင့်ကိုယ်ခန္ဓာမှာဖြစ်လာနိုင်တာကအဲကိုဝင်တယ်ရီဆိုကိုဝင်ပြတ်ကြမယ်အသက်ရှင်ရမွေးလာတယ်အဲဆိုရင်လည်းအိတ်ကလေးလေးတွေကကိုရင်းကချုပ်ရင်းတဲ့ကလေးတွေဖြစ်လာမယ်အဆောက်ကန်စာအစာလမ်းကြောင်းကန်စာသားရိုက်လမ်းမင်းကျက်ကန်စာဖြစ်မယ်သူတပြင်ကလေးတွေမှာပေါ့နောက်ခုခံဆွဲအားစနဲ့ immune system တွေပြည့်စည်ရုံရုံနဲ့လူတွေများလာမယ် ရိုးရိုးဗီဇာပြောင်းလို့တဲ့အဖြစ်တွေကအပင်တွေရောတရိတ်ဆန်တွေရောမှဖြစ်တာမို့အခုကစားပြီးနောက်နှစ်တရာလာကြတဲ့အခါမှာတို့ကဘာမှမရှိတဲ့အကောင့်တွေအပင်တွေအထူးဆန်တွေပေါ်ပေါက်လာလိမ့်မယ်။အတိတ်တန်ရုံရှင်ဇာကောင်ဖြစ်လို့ရုံရှင်သားတွေရောကိုယ့်ယူကာယတတဝါကြီးတကယ်ဖြစ်လာတော့မှသမီးရဲ့ဘက်နဲ့လဲ။အဲ့ဒီတော့ဒါတွေကိုနည်းအောင်ထိသိမ်းရမယ်။လုံးဝမဖြစ်ပေါ်အောင်တော့ထိသိမ်းလို့မရတော့ဘူး။လွန်သွားပြီ။နျူကလ িয়ার ပုံးကြောင့်နျူကလ িয়ার လောင်စာရီအက်တာတွေပောက်ကွဲမှုကြောင့် ရေဒီယိုတက်တီတွေကတို့ကဘာမှာပြန့်နှံ့သွားပြီလေနောက်ပြီးနျူကလ িয়ার မိုက်တွေကလည်းတွင်းတိန်တိန်ညောင်းတိန်တိန်ထဲမှာဆွန့်ပစ်ခဲ့ကြပြီးပြီနျူကလ িয়ার ဆက်ရုံတွေတိစောက်နေတဲ့အချိန်မှာပဲအဲ့ဒီလုပ်ငန်းရှင်တွေကနျူကလ িয়ার လက်နက်ကိုပဲပြမဦးစားပေးပြီးတွေးခဲ့တာကိုမိုက်ဆုံတဲ့ကိစ္စကကောင်းတဲ့မှာမရှိဘူးရှိကြရလဲဒုတိယတတိယနေရာမှာပဲရှိမှာပေါ့အမေရိကန်ပြည်ထောင်စုဝါရှင်တန်ပြည်နယ်ကနျူကလ িয়ার ဆွန့်ရင်ဆက်ရုံကအဲသူ့ရဲ့ဆွန့်ပစ်အမိုက်တွေကိုအနီးအနားချင်းတူပြီးပြစ်ခဲ့တာတဲ့ ခက်မှန်းကြီးကုဗမီတာ3000ကျောင်းလောက်ရှိတဲ့အပိုက်ခဲတွေ solid waste တွေရဲ့ကုဗမီတာ2000တန်းလောက်ရှိတဲ့ဓာတ်မိုက်တွေကိုတန်ကီတွေကိုထည့်မြေကြီးတဲကိုထည့်ပြီးဖြုတ်ဖြစ်ခဲ့တယ်မြေကြီးတဲကနေတဆင့်ရေဒီယိုတက်တီတွေမပြန့်ဘူးလို့ဘသူပြောနိုင်လဲဒါကိုဖြုတ်မြင်ဖို့တော့အမေရိကန်ကစီမံကိန်းဆွဲနေပြီတဲ့နောက်လာမဲ့85နှစ်အတွင်းဒေါ်လျံဒေါ်လာ90ဘီလီယံအကုန်ကျခံပြီးတော့ဆက်ရုပ် robot တွေစောက်ပြီးတော့သူတို့ကိုမမိုက်စွမ်းတဲ့မြေတွေကိုပြန်တန့်လျောင်းလုပ်မယ်လို့ဆိုကြတာပဲ ။ဒါပါကြီးပြင်ဆင်တဲ့ကိစ္စမှာအမေရိကန်ပါတယ်လို့ရုရှားလည်းပါတာပဲ။နောက်ဆုံးတော့ရုရှားတွေကလည်းသူတို့ဘယ်တော့မှဒီနေရာမှာနျူဗီယာပိုက်တွေဆွတ်နေပါတယ်ဆိုတဲ့အကြောင်းဝင်ခဲ့ရတာပေါ့လေ။အာတိတ်သမုတ်တရားရဲ့ကကာရာပင်လည်းတို့နျူဗီယာဓာတ်ပြုပြင်ဆင်ရီအက်တာသက်ချခုဆွတ်နေပါတယ်။ဆိုင်ဘေးရီးယားလယ်ပိုင်းမှာနှစ်ပေါင်းများစွာကြာအောင်နျူကလ িয়ার မိုက်တွေကိုကန်နေထဲမှာဆွန့်ပစ်ခဲ့တယ်။အဲ့ဒီဆွန့်ပစ်ခဲ့တဲ့အမိုက်တွေရဲ့ရေဒီယိုတက်တီကြောပမာဏကချာနိုဘိုင်းပောက်ွဲရတာနဲ့ ဖြစ်တဲ့ပမာဏတဲ့အစ20လောက်ကိုရှိခဲ့တာတဲ့အဲ့ဒီတက်တီကြွအမိုက်တွေကိုကြောက်ဆောင်အဲ့အတွေချားကနေရွှွန်လွှာစီကိုပို့ခဲ့တာပါတဲ့1950ပြည့်နှစ်ပိုင်းလောက်စီကတော့လေဒီတီတွေကလုံခြုံစိတ်ချရတယ်လို့ထင်ခဲ့မိကြတာပေါ့ဗြိတိန်နိုင်ငံကလည်း1983ခုနှစ်ကလေးကနျူကလ িয়ার မိုက်တွေကိုအတ္တန်တစ်သမုတ်ရာတွေကိုစွန့်နယ်လောက်ရိုက်ကိုရပ်ဆိုင်းခဲ့တယ်ဒါမဲ့အပီပီဆိုင်ရာစာချုပ်ကိုတော့လက်မှတ်မထိုးသေးဘူးတဲ့1999ခုနှစ်ဒီပေါ့လေစောစောကပြောတဲ့အမှန်စွန်းနည်းတစ်ခုပြန်ကြည့်ကြရအောင် မီးကြီးအောင်နဲ့နဲ့တူပြီးဆွနေနီးဘယ်လောက်နဲ့ရမလဲမီတာ1200လောက်နဲ့ရမယ်ဒီအမိုက်ချင်းကိုရွေးချယ်တဲ့နေရာကလည်းမြင်းကလေးပလောက်တက်တဲ့နေရာမဖြစ်ရဘူးတဲ့ဟုတ်တာပေါ့ညနေလုံးလုံးအမိုက်ရှိနေအက်ကွယ်ပြီးတော့ယူစိတ်ပုံရင်တော့ဖျားကြည့်ကြပါအမိုက်ကျင်းအောင်ရမယ်။ရေကြောကရေကြောထက်လည်းမြင်ရမယ်။ရေကြောကအမိုက်ကျင်းတဲ့နေတဲ့နေရာမှာရှိရမှာပေါ့နော်။အရေကြောကရေချန်ပြီးစီးပြီးတော့အမိုက်ကျင်းတဲ့ရောသွားရင်လည်းအမိုက်ကျင်းတဲ့ကလည်းစိတ်ထွက်ကောင်းထွက်မဲ့ ရေဒီယိုတက်တီကြွတ်တွေကရေတဲ့အဝင်ကုန်မဲရေကြောပြန့်တဲ့တ냐ခီးဆက်မဲဒါဆိုဘဲလောက်တောင်ခီးတွေဆက်နိုင်မလဲစဉ်းစားတာကြည့်ပြီးတော့အဲ့ဒီအမကြီးမောင်မကြောက်လားလဲရှိရမယ်ဒါမှလည်းရေနဲ့ဆင်ကယ်ရင်လည်းရေဖောက်မထွက်နိုင်တဲ့ကြပါနဲ့တားမြစ်ပိတ်ပြီးသားဖြစ်မယ်ပေါ့အဲ့ဒီပတ်ဝန်းကျင်ကအနာဂတ်ကာလမှာလည်းလူမနည်းတဲ့ပတ်ဝန်းကျင်ဖြစ်ရမယ်အဲ့ဒီနာကိုလူတွေမနည်းအောင်လည်းထိရတဲ့ရမယ်ပေါ့တမီးလူတွေနေတဲ့အခါမှာဝီစီတွင်တူးမိမယ်အဲ့ရေကရေဒီယိုတက်တီနဲ့ ခဲ့နေခဲ့ရင်အဲ့ဒီလူတွေကအဲ့ဒီရေတွေကြောင့်ဒုက္ခရောက်မှာဆိုလို့ပေါ့ရေဒီယိုတက်တီကြမြင့်နေအမိုက်တွေကအပူဒီတော်တော်မြင့်နေဒါကြောင့်အမိုက်ကိုတဏီယာကနေတဏီယာတက်ရမှာအပူကာဖို့လိုတယ်သူတို့ပြောတာကတော့အမိုက်ကိုဖန်ရည်ကြုံပြီးသားတဲ့ထင်ရတယ်လို့ပြောတာပဲဒီဖန်ထဲမှာအမိုက်ကတဏီယာထဲမှာပဲဆွဲမြက်နေမယ်ပေါ့လေအဲ့ဒီယာကိုမှနယံထူတဲ့ stainless steel တံမဏိစစ်စစ်စီရဲမှာထက်ပိတ်နယံက25ဆာထူရမှာတဲ့ ပိတ်ထားတဲ့ကောင်မှလည်းပြန်မပွင့်အောင်တေပိတ်ပြရတာပေါ့နော်အဲ့ဒီပစ္စည်းတွေကိုမိအားကရှုပ်စည်းလွာတူရဲမှာပြည့်ရမှာဆိုပဲဖန်ကိုဘာလို့ရွေးတယ်လဲဆိုတော့ဖန်ကအဲရေဒီယိုတက်တိအပြက်စီးကိုထန်ခန့်နိုင်တဲ့ဖန်ကိုတိုက်စားဖြက်စီးဖို့တော်တော်ခက်တယ်ရှုံလွာကိုရွေးရတာကရှုံလွာကပက်ကင်ထုတ်ပိုးတဲ့ပစ္စည်းဖြစ်တော့တဲ့ကောင်မှရေဒီယိုနျူကလိုက်တွေပြန့်ဝင်နှံ့ဝင်ဖို့အတွက်နှီးလို့ပါတဲ့ အလယ်လက်ရေဒီယိုတက်တိကြွနဲ့ရေဒီယိုတက်တိကြွနေတဲ့စွန့်ပြအမှိုက်တွေကိုတော့အက်ကလိုင်းထည့်ပြောထားတဲ့တမ်နီစီတွေနဲ့ထည့်ပြရမယ်တဲ့အက်ကလိုင်းရေကိုစီရက်လက်ထည့်ပေါ့နော်စီတစ်ခုနဲ့တစ်ခုကြောင်းမှလည်းလောင်းထည့်ပြီးတီးဟုတ်ကန်ရမယ်ပေါ့ဘာကြောင့်လဲဆိုတော့အက်ကလီတန်မြင့်နေတဲ့အခြေအနေရှိတဲ့အရေးတစ်သေးကိုရေဒီယိုတက်တိစိတ်ပြောဝင်မှုတော်တော်ခက်လို့ပါတဲ့နောက်သမုဒ္ဒရာအောက်ကရွှန်စည်းမြေကျော်ထဲမှာစွန့်ပြတဲ့နီးသမုဒ္ဒရာအောက်ခြေထဲမှာအနေထိုင်ရှုံလာသူကြီးရှိတယ်အဲ့ဒီရှုံရဲ့အထီးတွေကအန်ကြည့်ဘာနဲ့တူလဲဆိုတော့ထောပတ် မြေပဲနဲ့မြေပဲနဲ့လောက်ထားတဲ့မြေပဲထော့ပတ်ပေါ့နော်ဖိနက်ဘတ်တာလိုပဲတဲ့ခက်တာကသမီးတို့ကနုတ်နဲ့လောက်တဲ့ထော့ပတ်ပဲတည်တာဆိုတော့မြေပဲထော့ပတ်ကိုမတည်နိုင်ဘူးပေါ့လေမြန်မာပြည်မှာကနိုင်ငံခြားတိုင်းပြည်တွေကစားစာတွေမျိုးစုံရောက်နေပြီဆိုတော့မြေပဲထော့ပတ်တို့လည်းတို့စီရောက်နေမှာတော့အမှန်ပဲဒါပေမဲ့တို့ကနိုင်ငံခြားပစ္စည်းအယောင်ဆိုင်နေတဲ့လည်းမကြကနမရောက်ကြလေတော့ကြောက်တော့လဲကိုလိုချင်တာပဲချက်ချင်းရွေးပြီးချက်ချင်းထွက်ခွာသွားကြတာဆိုတော့ရှိမရှိမသိနိုင်ဘူးပေါ့လေမြေပဲကိုအင်တန်ကြိုက်လို့ သိရနေရမှာမရှောင်နိုင်တဲ့အန်တီကတော့မြေပဲထောက်ပတ်တခုကိုတစ်နှစ်ကြာဖို့အောင်တော့မစားနိုင်ဘူးတော်တော်မချိုက်လို့ပေါ့သမီးရဲ့မြေပဲထောက်ပတ်နဲ့ရှင်စည်းကိုတိုင်းပြရတာကသူတို့ခင်များများရှင်စည်းကိုကောင်းကောင်းမကင်ဘူးကြရှာလို့ပေါ့ဒီတော့သူကဗျမ်းမြန်ပြောရမယ်မြေပဲထောက်ပတ်ဆိုတာရှင်စည်းလိုပဲလို့အစီထွက်ပြီးတော့စီးကန်ကန်နဲ့ပြင်းတွက်တွက်လေးနေတဲ့ရှင်စည်းပေါ့ကွအဲ့ဒီသမုတ်တရားအောက်ကအနေနဲ့ရှင်စည်းလွာကဒုလည်းတော်တော်ထူတယ်မီတာရာပေါင်းများစွာထူတယ်ဆိုတာတော့ အဲ့ဒီရွှေစည်းကစိတ်ကပြင်တွက်ပြီးလိုက်တင်ရှိတော့မြင်းကလေးတို့ဘာလို့ရထိခိုက်မှုမှာကြောက်တာတွေမှလို့ဒါရံမလာဘူးပေါ့ကွယ်ကွယ်အတားတွေပြက်စီးတာတွေမရှိဘူးပေါ့ရွှေကိုအဲ့မှာရေလည်းမစိမ်ဘူးအကောင်ပလောင်လေးတွေကလည်းအသက်မရှင်ဘူးဆိုတော့အန်ဒီရနေတယ်ပေါ့လေဒါတွေကိုဘာကြောင့်သမီးကိုပြောပြနေတယ်လဲဆိုတော့တန်ပန်ပြည်သူတယောက်အနေနဲ့နျူကလ িয়ার ဆွမ်းရည်အကျိုးပြတွေကိုအန်ဒီတိထားတင်းတဲ့လောက်တော့အန်ဒီတိတဲ့လောက်တော့တိထားတင်းနဲ့ရှင်းရှင်းလင်းလင်းတိစေခြင်းလို့ပါပဲတို့စီပါနျူကလ িয়ার ဓာတ်ပမှုမရှိဘူးလို့ဆိုပေမဲ့ ရှိလာမဲ့အခြေအနေတွေကြုံနေရတယ်။လက်စစ်ဆွဲရင်မလုံလောက်တာရဲ၊ပူညီမဲ့သူရှိနေကြရဲ၊ပေါင်းလိုက်ရင်ရှိလာမိုက်နဲ့။အဲ့ဒီလိုဆက်ရုံတစ်ခုဒီပါလဲပြီးဆိုရင်အမိုက်စွန်တဲ့ကိစ္စပါလာပြီ။အမိုက်ကိုဘလို့စွန့်မရမလဲ။ဘလို့စွန့်ပြစ်တင်တယ်လဲ၊ဘလို့မစွန့်ပြစ်တင်ဘူးလဲ။ပူညီတိစားပေးတဲ့လုပ်ငန်းရှင်ကတို့ပံဝင်ခြင်းပေါ်မှာဘယ်လောက်ကယူဆိုင်တတ်တယ်လဲ။ပါစီကံတွေထားတင်တယ်ဒုကရောပတ်ဝန်းကျင်ကပြည်သူလူထုအနေနဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေ မြန်မာပြည်တစ်ခုလုံးမနစ်နိုင်အောင်ဘာတွေတောင်းဆိုတတ်မှတ်ပေးတတ်ရမလဲမဟုတ်ဘူးလားပြဿနာတစ်ခုကိုဈေးမြင့်ကအစာတိတိုင်းစဉ်းစားဆင်ခြင်စရာတွေကိုစဉ်းစားဆင်ခြင်တတ်မှာပေါ့သမုဒ္ဒရာအောက်ခြေ၌အနောက်ပိုင်းကရှုံစည်းလွာထဲမှာအမိုက်ဖြစ်တာဟာသမုဒ္ဒရာရဲ့အမိုက်ဆွမ်းလာတယ်မတူဘူးအမှတ်တမှတ်တွေးကြည့်ရင်အတူတူလို့ထင်ရတယ်မတူဘူးသမုဒ္ဒရာရဲ့အမိုက်ဖြစ်တာကဒီအောင်ထဲမှာတမ်နိဘူးတွေအဲအဲ့ဒီတည်းထက်ပြစ်တာသမုဒ္ဒရာရေစည်းကြောင့်ရေမုန်တိုင်းမြေငလင်တွေကြောင့်ဒီဘူးတွေစီးရချင်းချင်းရိုက်ခက် စိတ်ယွန်းနိုင်တယ်။ရှင်လာရဖြစ်တာကြောင့်မတူဘူး။ပတ်ဝန်းကျင်ဘဲတော့လှုပ်လို့ရှင်ထဲမှာရှိတဲ့အရာကညင်ပြီးကတ်နေမှာရှင်စည်းကိုဖန်ခွက်တဲ့အထက်အဲ့ဒီရှင်စည်းရဲ့ကိုငုံလေးတစ်လုံးလောက်ထက်တိတ်ပြီးဖန်ခွက်ကိုစောင့်ကြည့်လိုက်ပါလား။ရှင်စည်းထဲမှာမှန်ကန်ထားတဲ့ငုံကလေးကဖယ်ခွက်မလဲ။ဖန်ခွက်ကိုတမန်တနေ့ပေါ်မှာဖောက်ခွဲကြည့်ဦးမလား။ဖန်ခွက်သာကွဲသွားမယ်။ရှင်စည်းလုံးကဒီတိုင်းပဲ။ရှင်စည်းထဲကငုံလေးဖယ်ခွက်မလဲ။အဲ့ဒီတိုင်းပဲပေါ့။အမိုက်စီတွေကိုရှင်လာတဲ့ထက်နှစ်ပေါ့။တိတ်ပြီး ဲနှစ်ဖို့တိတ်ဖို့တင်းမောကြီးတွေလေရင်ကြီးတွေနဲ့တင်ရတာပေါ့လားအဲ့ဒီတင်းမောကြီးတွေလေရင်ကြီးတွေမတော်တဆသမုတ်ရာကျမ်းမြေစီ ပြုတ်ကြခဲ့ရင်ကောဖြစ်နေလေ1965ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ဂျပန်ကမ်းခြေဖြစ်ပျက်မျိုးဒါမျိုးတွေကိုဘာနဲ့ရှောင်ရှားကြမလဲအေးလေးအဲ့ဒါဆိုလို့ရှိရင်တော့လေကန်စီမန်ယာဆိုတဲ့စကားပြောရတော့မှာပဲပေါ့နောက်တစ်ပိုင်းကိုဆက်လက်နေဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ဂျပန်ပီတာပါ ငါတင်တာမှာဥဝင်းမလျော်ရင်မဂျူလိုင်းဟန်ဒီကိုပါကြောအရှင်စွာရီကဥတည်มาရဗျာမပညာမွေမမရွှေစင်ချီဘူးမမဆဆာဟာမတင်စာမှာမစကိုပါကြောဟောဟောမရှင်တင်ချီဘူးအရှင်ပြေတယ်နော်ကိုပါကြော ကိုတန်းထိုင်ကိုကိုတန်းထိုင်မဇူလာဟန်ဒီอืมကိုစောဒီကဥတင်ပါတယ်ဗျာဥဝင်ကိုတန်းထိုင်မွေဥတန်းထိုင်မွေကိုတန်းထိုင်ကိုဥတန်းထိုင်မွေဥဝင်ကိုပါစောကိုကိုတန်းထိုင်ဥတန်းထိုင်ဝေမပအေကိုရက်ကိုရဲမလျော်ဤမ ုံငယ်ဥဒနာမေကိုပါသောအရှင်စောရိကဥတည်ပါရဗျာဘာတင်စာမှာဘာတင်စာမှာအဲတကယ်လို့လေသူကအဲ့လိုမျိုး line တက်မလာဘူး3-4မိနစ်လောက်တက်လို့တောင်မှမလာဘူးဆိုရင်တော့အဟောင်းလေးကြည့်ပြီးတော့ဒါဆိုဟိုအဲ click ကလေးကြည့်ပြီးမှသူကဒီ channel လေးဟာဆက်ပြီးရောလေအဆင်ပြေပါမလို့ပါဒါဆိုအားလုံးပဲတတော်ပါ ကဒါပြင်းသွားလို့တို့ဘာဖြစ်လို့တို့အဲ့လိုမျိုးမဟုတ်ဘူးเนาะလုံးဝမထနိုင်တာရဲ့နောက်အဲ့လိုအကြောင်းကိစ္စ